င်္ဂလာပါရှင်ကျမတော့ဖူအီအီနွယ်ပါ DV ရွမြင့်တန်ကြရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါပါသွေးစည်းညီညွတ်သောတမကများအဖွဲ့ချုပ် SDUM ရဲ့ဦးဆောင်သူဒေါ်မျိုးမျိုးအေးကိုအင်းစိန်ထောင်ကနေပြန်လွှတ်လိုက်ပေမဲ့ဆက်ပြီးတော့တရားရင်ဆိုင်နေရဆဲဖြစ်တယ်လို့အဲ့ဒီအဖွဲ့ကထုတ်ပြန်လိုက်ပါတယ် ဒေါ်မျိုးမျိုးအေးဟာသူ့ကိုမူလဆွဲဆိုထားတဲ့အမှုတွေကိုပြန်လည်ရုပ်သိမ်းတဲ့အမိန့်ကြောင့်အင်းစိန်အကျဉ်းထောင်အချုပ်ခန်းကနေလွတ်မြောက်လာပေမဲ့အော်တိုဘားလ23ရက်မှာရွှေပြည်သာမြို့နယ်တရားရုံးကနေတရားဆက်လက်ရင်ဆိုင်နေရတဲ့အပြင်တရားသူကြီးကခံဝင်ပေးဖို့အတွက်လိုအပ်တာတွေမှာကြားခဲ့တယ်လို့ SGUM ကဆိုပါတယ်ရွှေပြည်သာမြို့နယ်တရားရုံးတရားသူကြီးကရုံးချင်းမတိုင်ခင် SDUM ခံဝင်အတွက် အာမခံပေးမဲ့သူ၂ယောက်နဲ့ငွေကျပ်သိန်း၃၀ကိုယူလာဖို့နဲ့ပြက်ကွက်ရင်ထောင်ဒဏ်ချမယ်လို့မှာကြားပြတဲ့နောက် ရုံးချင်းကအော်တိုဘာလာ24ရက်ဖြစ်ကြောင်းချိန်ဆလိုက်တာလို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်အဲ့အော်တိုဘားလာ24ရဲ့ယုံချိန်မှာတော့ SDUN ဘက်ကတင်းဖွဲ့မှတ်ပုံတင်အမှုအတွက်အာမခံလျှောက်လဲချက်ကိုနှုတ်နဲ့ရောစာနဲ့ပါတင်သွင်းမှာဖြစ်ပြီးဒေါ်မျိုးမျိုးအေးရဲ့ခံဝင်မှုအပေါ်အမိန့်ချမှတ်မယ်လို့လည်းသိရပါဗျ။ SDUN ဦးဆောင်သူဒေါ်မျိုးမျိုးအေးဟာလုံမိုင်းလှုပ်ရှားသူတယောက်ဖြစ်ပြီးထောင်နှံချခံထားရတဲ့ကိုတက်နှင်းအောင်မတ်သက်သားဆွေတို့နဲ့အတူအော်တိုဘားလာ20ရဲ့မှာလွတ်မြောက်လာတာဖြစ်ပါတယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းတီပေါမြို့နယ်နဲ့နမတူမြို့နယ်အဆက်ကမိုးတေအကျော်အထိစစ်တပ်စစ်ကြောင်းကအော်တိုဘားလ22ရက်နေ့ညနေပိုင်းကစပြီးရောက်လာနေပြီလို့ဒေသခံတွေကပြောပါရယ်။လက်ရှိမှာစစ်တပ်ကမိုးတေအကျော်ကလေရင်တွေဘုံကျဲခဲ့တဲ့ဖုံးကြီးကျောင်းနာအထိရောက်နေပြီလို့ဒေသခံအမျိုးသားတယောက်ကပြောပါရယ်။စစ်တပ်စစ်ကြောင်းဦးတည်နေတဲ့နမတူမြို့ပေါ်မှာတော့စစ်ဘေးမရှောင်နိုင်တဲ့မြို့ကန်အနေချင်းပဲကြံတော့တယ်လို့မြို့ကနေစွန့်ခွာလာတဲ့နမတူဒေသခံတယောက်ကပြောပါရယ်။ လက်ရှိနံပါတ်2မှာတော့ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေဖြတ်တောက်ထားတဲ့အတွက် ကြံခဲ့တဲ့သူတွေရဲ့အခြေအနေကို မသိရသေးဘူးလို့ဆိုပါရယ်ရှမ်းလက်နက်ကင်တပ်ဖြစ်တဲ့ SSPP info မှာတော့စစ်တပ်စစ်ကြောင်းကအော်တိုဘလာ22ရက်နေ့ညနေပိုင်း9နာရီဝန်းကျင်ကတည်းကတီပေါမြို့နယ်နဲ့နံပါတ်2မြို့နယ်နယ်နိမိတ်ထိစပ်နေတဲ့မိုးတေတရာအထိရောက်ရှိနေပြီဖြစ်ပြီးမိုးဒီတရာနာမှာထိတွေ့တိုက်ပွဲအနေငယ်ဖြစ်ပွားပြီးနမတူချောင်းတောင်ဘက်ကံမိုးဒီတရာအထိကိုစစ်တပ်ကနေရာယူစုမိုးထားတယ်လို့သတင်းထုတ်ပြန်ထားပါတယ်ရှင် မိုးရွာသွန်းမှုကြောင့်တောင်ကျရေကြီးပြီးဘော်ရင်းချောင်းရေရှမ်းကနမတူဘော်ရင်းတပ်တူတွင်နေမြေအတွင်းကသမိုင်းဝင်ရထားလမ်းမရဲ့နေရာတချို့ပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဒေသခံတွေကပြောပါတယ်။ခွန်စောဦးသတင်းပေးပို့ထားပါတယ်ရှင်။ရှမ်းပြည်နယ်မြောက်ပိုင်းနမတူဘော်ရင်းတပ်ထုတူဖော်ရေးနေမြေမှာဒီရက်ပိုင်းအတွင်းမိုးတဲထန့်စွာကြာတွန်းခဲ့တာပါ။ဒါကြောင့်တောင်ကျရေကြီးလာပြီးဘော်ရင်းချောင်းရေရှမ်းလာလို့ ော်ရင်ဂျာစကန်တွားတဲ့လမ်းနဲ့လူနေအိမ်တချို့ထိခိုက်ပျက်စီးခဲ့ပါတယ်။ဒါအပြင်နှစ်ပေါင်း100ကျော်တက်တန်းရှိပြီးနေမြေခံတွေကတမိုင်းအမွေအနှစ်အဖြစ်တံပိုးတက်မှတ်ထားတဲ့နမ်တူဘော်ရင်ရထားလမ်းမိုင်းကနေရာတချို့လဲရေတိုက်စားပြီးပျက်စီးဆုံးရှုံးခဲ့ရတယ်လို့ဒေသခံတွေက DPP ကိုပြောပါတယ်။နမတူဘောရင်ရထားတန်လန်းတော့ပြက်သွားတာပေါ့နော်ခရုပလန်းလည်းကုမ္ပဏီကပြက်ထားတာအဲဒီတိုင်းပဲတစ်နှစ်ကျော်လောက်တော့ကြာနေပြီရေထိုးတော့ပျော်တာပေါ့အဲ့ရတယ်ကုမ္ပဏီ ။အမိုင်းမွေးလို့ရထားလန်းတော့ကြာပြီသူကတော့ဖောက်ထားတာ1914ခုနှစ်တည်းကဖောက်ထားတာတော့1100ကျော်ပါပြီ။နမ်တူဘော်တွင်တတ်ထုတူဖို့ထုတ်လို့ရင်လုပ်ငန်းတွေကိုဝင်းမြုံမှုကုမ္ပဏီကလုပ်ပိုင်ခွင့်ရထားတာပါ။အဲ့ဒီကုမ္ပဏီဟာတခြားကုမ္ပဏီတစ်ခုကိုရှယ်ယာထက်ခေါ်ပြီးအကြီးစားတတ်ထုထုတ်လို့ရင်လုပ်ခဲ့ရင်စွန့်ပစ်မြေစာတွေကိုစနစ်တကျမစွန့်ပစ်တာကြောင့်ဂျာစကန်ကြီးရွာကပြည်သူတွေတောက်သုံးရည်ဖြစ်အသုံးပြုနေတဲ့တဘာဝရည်အရေးမြစ်တွေနဲ့လမ်းတွေပျက်စီးခဲ့ပါတယ်။ နံတူမျိုးနဲ့ပေါ်ရင်တက်ထုတူဖို့ရင်နေမီကို KIA ကချင်တက်နဲ့တီယန်နနီတအန်းတက်တို့ကတိမ့်ပိုက်ခဲ့တဲ့2023နှစ်ကုန်ပိုင်းမှာတော့ထုတ်လုပ်မှုရပ်ဆိုင်းခဲ့တာပါလက်ရှိပျက်စီးမှုတွေကိုတက်ဆိုင်ရာတွေကပြန်လည်ပြုပြင်ထိန်းသိမ်းပေးစီခြင်းတယ်လို့ဒေတာကန်တွေကဆိုပါတယ် နံတူပါသွားပြီးတည်းကထုတ်လုပ်မှုကရက်တော့တာပဲ။နန်းနေခီးဘက်တွေပြစ်ထားတာ2024 2025ဆိုတော့နှစ်နှစ်ရှိပြီခင်ဗျ။ထုတ်လုပ်မှုတွေရှိနေတော့ပြန်ပြင်ပေးပေမယ်။ထုတ်လုပ်မှုရှိတော့ပြင်ပေးတော့။အဲ့တော့ဖြစ်နိုင်ရင်တော့ကုမ္ပဏီတွေနဲ့အခုပြစီတော့တာတွေကိုကျွန်တော်ပြန်ပြင်ပေးစီနေတာမဟုတ်ဘူး။လက်ရှိနံတူမျိုးနဲ့ဗော်ရင်တက်ထုတ်တွင်နေမျိုးကို KIA ကချင်တက်နဲ့တရားနာနေတအန်းတက်တို့ကထိန်းချုပ်ထားပါလေ။ဗော်ရင်နဲ့ဂျာစကန်လမ်းပြက်စီးမှုကိုဒေတာကန်ပြည်သူတွေကကိုတူကိုရပြုပြင်နေရပါလေ။ကျွန်တော်ခွန်စော်ဦးပါ။ မက္ကဆီကိုရဲ့အလက်ကိုပြည်နယ်မှာရိုးရရင်ကြီးမှုဆိုင်ရာပြတ်တမှုအဖြစ်အယိုးကောင်းအယုတ်ကြီးတွေကိုပြုလုပ်ထားပါတယ်။ဘယ်လီဒီကရီနက်စ်ပြပွဲဟာတိုက်ဆုံးသူများနေ့ရာသီရဲ့အထင်ကရအယိုးကြောင်းရုပ်တုတွေဖြစ်ပြီးအမြင့်3မီတာကျော်တဲ့အထိမြင်မာပါတယ်။အဲ့ဒီမြန်မာတဲ့အယိုးကြောင်ရုပ်တွေကိုမြို့ရဲ့နေရာအနှံ့မှာဖြန့်ကျက်ထားပြီးရိုးရနီးစနစ်ဖြစ်တဲ့ကာတိုနီရီယာကိုအသုံးပြုပါတယ်။ဒီနီးစနစ်ဟာမက္ကဆီကိုနိုင်ငံမှာစက္ကူပြောဖက်တွေနဲ့အယုတ်ပြုလုပ်တာဖြစ်ပြီးပြည်ရင်းအမှုပညာရှင်တွေရဲ့ကျွမ်းကျင်မှုတွေကိုတွေ့ရမှာပါ ဒီလိုအရိုးကြောက်ရုပ်ကြီးတွေဖန်တီးပြသမှုကအလက်ကိုပြည်내စီပြည်ရင်းနဲ့နိုင်ငံတကာကခီးသွားတွေကိုဆွဲဆောင်နိုင်ဖို့ပဲဖြစ်ပါတယ်။ဒီအရိုးကြောက်ကြီးတွေကိုအလက်ကိုပြည်내ရဲ့အထင်ကရနေရာတွေဖြစ်တဲ့ပန်းဆိုင်ခင်းတွေမှာပြသထားပါတယ်။ငါးချိန်မြောက်ပြသခြင်းမှာမက္ကဆီကိုနိုင်ငံရဲ့ဖနက်အယောင်တင်သမားတွေ၊အိုးလုတ်သူတွေ၊မုတ်လုတ်သူတွေ၊တီဂီတာတီးခတ်သူတွေနဲ့မက္ကဆီကိုရဲ့နေစဉ်ဘဝကိုထင်ဟပ်စေတယ်လို့ရိုက်တာသတင်းကဖော်ပြပါတယ်။ကြီးမားတဲ့အရိုးကြောက်ကြီးတွေဖန်တီးပြသမှုကိုနိုမာလာအစောပိုင်းအထိပြသသွားမှာဖြစ်ပါတယ်ရှင်။ ဒီဗီယိုမြင်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုရှုစားကြရတာပါကျမတော့ဖူးအီအီနွယ်ပါကြည့်ရှုနာဆင်ပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်